ရင်ပြပါမှာရှိကြတဲ့ရဟန်းရှင်လူပြည်သူအားလုံးလောကခတိနေအိကြကောင်းကျိုးအနန္တလူရာဆန္ဒမှန်မြပြေဝကြပါစေပြည်တွင်းပြပါမှာရှိနေကြတဲ့ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေကဘာသူဝါသားတွေကျွန်တော်ရဲ့ YouTube channel ပိတ်တက်ကြီးအားလုံးကုသိုလ်နဲ့ပြချမ်းမှချမ်းသာကံကောင်းကြပါစေ ယခုယာဒီဆဝင်းတို့ပြောင်းရွှေ့လာတာမြန်မာလူတစ်ဆောင်မုံးလခရစ်တကယ်အပြင်နိုဝင်ဘာလရောက်ရှိလာပါတယ်အဲ့တော့အချိန်ဒီကာလဒီရက်ဒီနာရီဒီလာဒီနှစ်ဒီပြောင်းတယ်လို့ကံကြမ္မာဆိုင်ရာဒီအဆူအကောင်းတွေလည်းပြောင်းနေတယ်ဂျူစီဂျူနင်းတွေပြောင်းတယ်တဘာဝတွေပြောင်းတယ်ဘယ်ဟာမှတည်တည်တန့်တန့် တည်တည်ချာချာမရှိပါဘူးပြောင်းနေပါတယ်အခုဒီလဆိုရင်ထူးခြားဖြစ်စင်နေဘေးရှင်နခတ်ထိုင်ရတယ်မှာအများကြီးပဲအဲ့ဒီထဲမှာအရေးကြီးဆုံးထူးခြားဖြစ်စင်တုံးကူတော်ရှိပါတယ်ဒါကျွန်တော်ပြိတ္တကြီးတဲ့ကျွန်တော်ဒီလဟောရတာတော်တော်အားရှိတယ်ဝန်တာနံပါတ်1ထူးခြားဖြစ်စင်ကအခုဒီ နိုဝင်ဘာလမရောက်ခင်ပါเนาะအောက်တိုဘာလ30ရက်နေ့ညနေ9:55မိနစ်30စက္ကန့်ဓနာတိဋ္ဌသာနခရှင်တဲ့အချိန်အဲရှင်တော့ဘာဖြစ်လဲကောင်းငွေရနေပြီးရွှေမှုငွေမှုရွာတဲ့ခတာမန္တနေဖြစ်တဲ့မဟာဝိတ္တပမန္တနေရွှေရမအချိန်ကောင်းမှုကုသိုလ်တွေရောက်ရမအချိန် ကောင်းကျိုးလူရာချိတ်ဆက်တဲ့ဆွဲငင်အားတွေရောင်ကြီးတွေအချိတ်ဆက်တွေမိတဲ့အချိန်မိမိတို့ရဲ့ဥကောင်းပေါ်မှာရွှေမိုးငွေမိုးရွာတကဲ့သို့ကံကောင်းတဲ့ဂျူတွေအဆက်အသွယ်ရတာအဲ့တော့ရေဆူတာပေါ့နော်မိုးဆူတာရွာတာပေါ့မိုးရွာတဲ့အချိန်မှာအခုမတူညီတဲ့မိုးကရွှေမိုးငွေမိုးရွာတယ်လို့ကံကောင်းတဲ့လမ်းကြောင်း အဲ့တော့ရေကိုခွက်သေးသေးလေးနဲ့ခိုင်ရင်လဲအဲ့ခွက်နဲ့ရမှာပဲခွက်အကြီးနဲ့ဆယ်ကြီးနဲ့ကန်ကြီးနဲ့ခိုင်ရင်လဲဆယ်ကြီးကန်ကြီးခံတော့ရမှာပဲဒါကြောင့်အဲ့ကန်ကန်ကောင်းမဲ့ဖြစ်စဉ်အောက်တိုဘာ30ရက်မှာရှိပါတယ်အမမဟာဝိဒပမန္တန်နေရွတ်ကြပါကောင်းမှုကုသိုလ်တွေလုပ်ကြပါကထိန်တွေခင်းကြပါဟာဒါနတိလာတွေလုပ်ကြပါဒါဆိုမိမိတို့တနစ်တာအတွင်းမှာကန်ကောင်းမှုတွေ ဘဝတစ်စပြောင်းလဲမှုတွေအနှဲနဲ့အများကြုံပါလိမ့်မယ်။တုကန်နဲ့တူပေါ့။တပင်းနေတယ်ကြီးတော့မဟုတ်ဘူးပေါ့။နောက်ဒုတိယဖြစ်စဉ်လေးအဲ့ဒါကအခုတစားမိုးလာပြီနေရ၄ရက်နေ့။နှွေးပါ။အဲ့၄ရက်နေ့ကနခတ်တရားကြီးဆုံးပြီးတော့တစားမိုးလာပြီနေကြီးဟာခါတိုင်းနဲ့နဲ့မတူတဲ့နခတ်တရားဆုံးတာ။ဘလို့ဆုံးတာလဲဆို။ ကြာတပလီလို့ခေါ်တဲ့ဒနာဒုက္ခချမ်းသာချူကြီးအဲ့ချူကြီးဟာကျွန်တော်တို့ပုံညာတီရနေမေထုံညာတီရနေကရကရာတီကို55ရက်လောက်ခက်တာခဏရောက်ရှိလာအဲ့ရောက်ရှိလာတော့ဘာဖြစ်လဲထီးဘူးနတ်ခတ်တီအဓိပ္ပာယ်နတ်ခတ်တီသူရဲ့ဂျုံဝင်ဂျူထွက်အားကောင်းပြီး ဒီကြာသပတိကျူကြီးကလူသားတော်တော်များများအတွက်ကောင်းကျိုးတွေကိုစောင့်ရွက်มาဖြစ်ပါတယ်အပြစ်တတန်းကိုခြေမုံมาဖြစ်ပါတယ်စီဝါဥစားဂုံတိတ်ခါငွေကြီးရာထူးရာကကြားမာရေးချမ်းသာရေးအိမ်တော်ရေးလူမှုရေးထီပေါက်တာအပြိုင်ဆိုင်နိုင်တာဆာမွေးအောင်တာဒါတွေကပေးစွမ်းနိုင်တဲ့တတ္တိရှိတယ်မိမိတို့ရဲ့ခေါင်းပေါ်ကိုဌာန ဒုက္ခချမ်းသာပေးတဲ့ဂျူပီတာအင်္ဂလိပ်လားနော်ကိုဒုက္ခချမ်းသာသူအကြီးပေါ့နော်ကဘာလဲ၃လေးသားလောက်အဲ့ဒါကြီးကဖြတ်မှာအဲ့ကိုကိုဂျွန်းရန်ကုန်ရှမ်းပြည်ပင်တရဗမောဗမောက်မန္တလေးနေပြီးတော့ပကံစားလိုက်သူဖြတ်တမ်းအဖြတ်တမ်းတဲ့ကာလာတော့ နိုဝင်ဘာလ6ရက်နေ့ဖြတ်မှာဒါကဒီလအောက်တိုဘာ18ကနေစပြီးသူကအားဒီသူရဲ့ဂျိုစီတတာကြီးအားကောင်းတယ်အားကောင်းတဲ့အခါကျတော့ဒီလာမဲ့နိုဝင်ဘာလ9ရက်6ရက်9ရက်ဒါကြီးအားအလုံးကောင်းတဲ့ကာလလေနောက် လာပြင်းနေရနခတ်တရားစုံတဲ့အချိန်နဲ့ဒီကြာတပေးဂျူကြီးနဲ့တော့ပေါင်းပြီးတော့လာပြင်းကျော်တရားနေရစူပါမွန်းလို့ခေါ်တယ်တိတ်ကြီးမားတဲ့ထွန်းတောက်တဲ့လာကြီးပေါ်ထွက်လာမှဖြစ်တယ်ခါတိုင်းနေလေဒီလာကြီးကတော့ပေါ်တော့ပေါ်တာပဲဒါမတူဘူးအောက်တိုဘာ9ရက်နေ့တရားမွန်းလာပြင်းကျော်တရားနေစူပါမွန်းဖြစ်တာကသောသောကပြောတဲ့ကြာတပေးဂျူနဲ့ စူပါမွန်ဆိုတာလတင်းလာကျူရယ်ဆန်းကျူလို့ခေါ်တယ်ဆန်းအားအရန်ကောင်းတဲ့လငွေအားကံအားကြံအားဆွဲအားလူချင်းလူခင်အားကောင်းတဲ့လကြီးနဲ့ဒီကြာတွေနဲ့တွားပြီးတော့အားကောင်းတဲ့အချိန်ဒနာတိတ်ခနခဆန်းရှင်တဲ့အချိန်အဲ့လိုကြီးတော့ကျုံတဲ့လဒါကြောင့်ဒီအော်တိုဘာလ18ရက်လောက်ကစရပြီးနိုဝင်ဘာလတစ်လလုံးဟာလှုပ်တက်ရင် ယူတတ်ရင်ကြင့်ကြံနိုင်ရင်ယူတာကြိုးစားရင်ဘာသာရေးရှိရင်အများကြီးကံကောင်းသွားလိမ့်မယ်။ပြုပါသူပြီးစွာလည်းနေတာတို့မယုံမကြည်တာတို့ဖြတ်တန်းသွားလာတာဒါတော့တတ်တတ်ပေါ့။အဲ့တော့ဘာလို့ပြောကျင်လဲဆိုရင်ကံကောင်းတဲ့နက္ခတရားတွေစုံတဲ့အချိန်မှာကျွန်တော်ပိဋကကြီးကံကောင်းအောင်လုပ်ကြပါ။ကံကောင်းအောင်လုပ်ဖို့ကဒါနသီလဘာဝနာတွေများများလုပ်စိတ်ကောင်းနေထား ဝိဒဘမန္နာတို့ယန္နာတုတ်တို့စေနာမဏိခါတာတို့ပဋ္ဌာန်းတို့ပေတို့ယော့အထူးသဖြင့်အခုဒီအော်တိုဘာလာကုန်မရနေနိုဝင်ဘာတလလုံးကြိုးစားဆောင်ရွက်ကြရင်တနှစ်တာအတွင်းရောတသက်တာအတွင်းရောဘဝတစ်စီကျူးပြောင်းလဲတာတွေသူ့ရဲ့နဲ့သူဖြစ်လာလိမ့်မယ်တိုးတက်လိမ့်မယ်အားလားဒီပဏာမပြောပေးရသည်အဲပြီးတော့မှခုနှစ်သားသမီးကံကြမ္မာဒီနိုဝင်ဘာတလတာအတွက်ပြောပါမယ် အဲ့တော့ကျွန်တော်နောက်တစ်ခုမြတ်တရခံနေတာကျွန်တော်ရဲ့ဒီ YouTube channel လေးပေါ့နော်ဆရာကြီးဥကောင်းဆန်လင်းစုလီမြန်မာပေါ့အဲ့ဒါလေးကိုကျွန်တော်ခေါလောင်းလေးတီးတာတို့ဘာလို့လုတ်ပြီဘာကြောင့်ဆိုတော့ကျွန်တော်အရင် account ဟောင်းမှာလူပေါင်း9000တသိန်းလောက်ရှိတယ်ဗျအဲ့ဒါကျွန်တော်အကြောင်းတစ်ခုကြောင့်ပြတ်သွားတယ်အသိပြန်လောက်ရတာပြန်လောက်ရတော့ကျွန်တော်မှနည်းနည်းလေးဟိုပေါ့အားနေနေတယ်အဲ့ဒါကြောင့်ကျွန်တော် မေတ္တာထားတော့အပြင်ပိဋကကိုမေတ္တာထားတော့အပြင်အကူလည်းကုသရပါနော်အဲခေါင်းလောင်းလေးတီးတာလေးကြီးစူးစားပြီးလှုပ်ပေးကြပါဒါမှကျွန်တော်လည်းအားရှိပါတယ်ကျေးဇူးတင်ပါတယ်အခုဆက်ပြီးတော့ဒီခုနှစ်သားသမီးအကြောင်းဟောပါမယ်နော်ပြီးတော့မှဖြူလိုက်ဆိုင်တဲ့ပတ်သက်တာတွေလည်းပြောပါခုနှစ်သားသမီးမှာတနုံနေသားသမီးတွေကဒီနိုဝင်ဘာလတစ်လမှာကန့်ကောင်းတဲ့ထဲမှာ90ရာခိုင်နှုန်းရှိတယ်ခြေပွားရည်တွေကန့်ကောင်းမဲ့ငွေကြေးတွေလဲပတ်မဲ့ ရာထူးဌာနတွေမတိုးတက်အောင်ตายရနေမယ်တချို့တိုးတက်သွားလိမ့်မယ်ဆောင်ဘွဲဖြေတာတွေအောင်မယ်ရောင်းဝယ်ဒီမောမတာတာရာငွေတွေလဲပတ်မယ်လူမှုရေးဆိုင်ရာအိမ်တော်ရေးဆိုင်ရာတွေတာတာရာရာရန်သူနေပြီးပိတ်ဆွေဖြစ်မယ်တကွဲတပြားတွေပြန်ဆောင်တွေ့မယ်အဆက်အသွယ်တွေရမယ်အဲလက်ထပ်ထိမ်းများတဲ့လူငယ်တွေဆိုရင်စိတ်သက်ကြောင်းလာတဲ့အဆင့်เนาะตายရာဖြောင်ပြူးမယ်အိမ်တော်ရှင်တွေဆိုလဲသူ့ဘာသူပြန်ပြီးတော့ဆောင်တွေ့ရတာတွေ အပြန်တရားတွေတပေါင်းတစီဖြစ်တာတွေပေါ့နော်ဒါအိမ်တော်ကြီးကောင်းတယ်ဆိုပါတော့ကျမ်းမာကြီးဆိုင်ရာတွေမှာလဲချိုရင်းပြက်စီးနေတဲ့ကျမ်းမာကြီးတော်ဆီကောင်းဘွားကောင်းတမကောင်းတွေ့ပြီးထူထူတောင်တောင်ဖြစ်လာကျမ်းမာကြီးကောင်းတဲ့လူတွေပူကောင်းမှာခရီးသွားမဲ့လူတွေပျော်ပျော်ရွှင်ရွှင်သွားနိုင်လာနိုင်မယ်အလူဒါနတွေလုပ်နိုင်လိမ့်မယ်ပညာရေးတို့ခရီးတို့ကျမ်းမာကြီးတို့ကောင်းတယ်လို့အထွေထွေဖျားမြနှုန်းကန်ကောင်းတဲ့လာတလပူကောင်းနေတယ်ဆိုရင်တော့နီညူရောက်ပန်းရောက် လက်ပြာရောင်နဲ့ကြီးပြာရောင်တွေဝတ်ပေးပါထီထိုးကျင်တဲ့လူတွေကတော့စနေတနင်္ဂနွေနေ့မှာတက်လေးခွန်ပတ်လဲထိုးပါရေရရာအနေနဲ့ပူကန်ကောင်းကျင်ရင်တော့တနင်္ဂနွေနေ့ရောက်တိုင်းနှွေမတလာလုံးပဲကြော်ကော်ပီကိတ်မှုအုံဒီပါတဲ့အစားစားတွေမုံနေအနီရောင်ပန်းတွေလှူပေးပါခွေးတွေခူတွေငါးတွေငှက်တွေအစာကျွေးပြီးအရာတိတ်တိအရာတိတ်တိအရာတိတ်တိပရိစ္ဆေဘတလာလုံးစိတ်ပါအဲ့ဒါဆိုရင်တနင်္ဂနွေသာသမီတွေနှွေမလာမှာ ကံကောင်းခြင်းမင်္ဂလာနဲ့ပြည့်စုံပါလိမ့်မယ်။ကျေးဇူးတင်ပါတယ်။ဆက်လက်ပြီးတော့တနင်္လာသာသမီတွေတနင်္လာသာသမီတွေကတော့ဒီနိုဝင်ဘာလမှာအကောင်းဆုံးပါပဲ။ထွန်းတော်ကကချမ်းချမ်းသာသာကြမ်းကြမ်းမာမာစီပွားရေးလက်ပတ်မှုတွေအလှူဒါနတွေခရီးသွားတာတွေအလုပ်ရာထူးငွေကြေးအရောင်းဝယ်တွေတိုးတက်တာရွှင်မြူတာအဲရောင်းဝယ်ဖောက်ကားတွေကောင်းတာအဲအလုပ်ကိစ္စအိမ်ကိစ္စအိမ်တော်ရေးစီပွားရေးလူမှုရေး ပြောတိုင်းဆိုတိုင်းတင်တောင်းတင်တယ်ဖြစ်တာကျမကြီးတွေလည်းပြန်ကောင်းလာတာပေါ့ဗျာကောင်းပြီးသားလူပိုကောင်းတာပါရင်းနေကားတွေလက်ဆောင်ပစ္စည်းတွေဝင်တာအိမ်ခြံမြေရောင်းဝယ်တာအဲပြီးတော့ခရီးသွားလုပ်ငန်းတွေခရီးသွားမဲ့လူတွေနိုင်ငံတကာရောက်နေတဲ့လူတွေဆိုပိုကောင်းတယ်နိုင်ငံเจ้าမှာရှိနေတဲ့တနင်္လာတာသမီတွေကနေထိုင်ခွင့်ရတာတို့ကြောင်းရှောက်ခွင့်ရတာတို့ယာဓုရအလုပ်ရတာပြည်တွင်းမှာရှိတဲ့လူတွေလည်းတူနီးတူဟာနဲ့အကောင်းဆုံးလာတလလို့မှတ်ပါဒါကြောင့်ဒီကာလမှာဒီလမှာ တနင်္လာသာသမိတွေကလှုပ်ဆရာတိုင်တရာရှိတာတွေရဲရဲတင်းတင်းလှုပ်ပါဘာလို့လဲဆိုတော့ဒါစူပါမွန်းဆိုတဲ့အားကောင်းတဲ့လှကြီးကလည်းကြုံသွားတာလာပြီးတော့တဲနေမှာကြာသရီသောသာဓနာဟိုခေနာဘုံငိမ့်ဆိုင်တယ်အဲ့လိုပဲမှတ်ထားပါဗျာနော်အာတီဗီနခတ်တုနော်အတီဗီနခတ်တုနဲ့တော့ကြုံတာဒါတော့တနင်္လာသာသမိတွေကတော့အထူးအထူးကန်ကောင်းတဲ့လှပူကောင်းနေတယ်ဆိုရင်တော့အစိမ့်သူတွေခရရနဲ့ပြနဲ့ချင်းရောက်စပုတ်ရှက်တွေ တာတာနာနာလူကိုတသိကောင်းတာတွေဝှက်ပါမိပါဆရာခင်မုန်းဆယ်ပါယူသေးပါစိတ်တက်မြင်မအောင်ထားပါအောက်တန်းကြတဲ့စိတ်တွေဖြောက်ပါခူးစူးလူ၌မကောင်းတဲ့မတမာစိတ်တွေဖြောက်နေတယ်ကံကောင်းပါမယ်ကံတော့ကောင်းတယ်ဗျမတမာစိတ်တွေနဲ့ကြားပြန့်စိတ်တွေထားမယ်ဆိုရင်တော့အဲ့အောက်တန်းစားဖြစ်ပြီးထောင်မှာကြသွားလိမ့်မယ်အထီးထိုးခြင်းမှာတောက်ကြတနင်္လာနေ့ဒီမှာ368ခဏနေထိုးပါရေတရာနေနဲ့တော့တနင်္လာနေ့ရောက်တိုင်းရေတက်စီပန်းတက်စီလှူပါ ဂုံတော်ကူပါတပားကိုတပားစိတ်ပါတရားထိုင်ပြီးပါတနင်္လာသားသမီးများကျမ်းမာချမ်းသာကံကောင်းကြပါသည်ဆက်လက်ပြီးတော့အင်္ဂါသားသမီးတွေအင်္ဂါသားသမီးတွေရောဒီလခေါ်ရတာတန်းနဲ့အာနာစိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာလောကဓာတ်နဲ့ကြုံရတဲ့အခြေအဆိုးလေးတွေဘာလို့လို့စေတနာမှာအလုံးမအကင်မှာကျမ်းမာရေးအားနဲ့ဒါလေးတွေရှိသလိုအဲငွေကြေးဆိုင်ရာတွေမှာလည်းသတိဝရိယနဲ့တုံးရမှာ အကုန်ကြများလာလို့မထင်မှာပဲခူးစုပျောက်ရှရောရတာတို့လေးတွေရှိတယ်လို့အဲအိမ်တော်ကြီးပြိပခါလေးတွေလူမှုရေးပြိပခါလေးတွေကိုဘလောက်ပဲကောင်းအောင်ပျော်ပျော်ဆူဆူတစ်ဖက်ကအကောင်းမမြင်တာနောက်ဆုံးလူမှုရေးအတွက်မိသားစုအတွက်အများအတွက်ပင်မနာခရီးတွေသွားတာဝိုင်းပြီးဖြည့်ပေးရတာကူပေးရတာ စိတ်ပန်းလူပန်းခန္ဓာနွမ်းတဲ့ကာလဒါကြောင့်ပညာရေးဆိုင်ရာကျမ်းမာရေးခရီးကိစ္စတွေသတိထားနိုင်ငံသားရောက်နေတဲ့အင်္ဂါသားသမီးတွေ ဖြီတာဆူတာသွားတာလာတာနေတာထိုင်တာလုံကြုံအောင်နေသတိဝတ္တိယနဲ့နေအဲ့တော့ဒီအညံ့နေလွတ်ချင်တယ်မဖြစ်ချင်ဘူးဆိုရင်ဝေးရမယ့်အရာတွေကနက်ပြခဲရောင်အရာနှမျိုးသုံးမျိုးရောတာတွေသစိတ်လူကိုကောင်းတာတွေခြင်းပေါင်းပြီးခြင်းအိမ်တွေဝှက်ကြောပြဲရင်မြဲတွေအနှုတ်ဆုတ်ကုန်းဆုတ်တွေညှိုးမိန်တာတွေမဝှက်နဲ့ကံညံ့ပြီဆိုရင်တောက်ပြောင်ဝှက်အဝှက်ကဘဝအတွက်တကားပြောအရာတောက်စီတယ် ီးတော့မိမိနာမည်ဒီတကူးကြည့်အောင်ဒီလာထဲမှာလို့မိမိနာမည်ကအင်္ဂါနဲ့ပတ်သက်တာအားရဒီဘလို့တကူးကြည့်အောင်လုပ်ရမလဲကိုယ့်ရဲ့နာမည်ဒီစက်ကူမှာရေးခုနှစ်တက်ရက်တည်းရေးအဲ့ရဖះเจ้าတော်မှာမြတ်စွာဘုရားကိုပုဂံလေးနဲ့ထည့်ပြီးအနေတိုင်းအဲ့ရဲ့ဆာရွက်လေးပုဂံလေးရှိမှထားပြီးပေးပဋ္ဌာန်းရွတ်တာမေတ္တာတုံရွတ်တာတွေလို့အဲ့ဒါဆိုရင်ကိုယ်ဓာတ်ပုံတွေမှာထားနိုင်ပူကောင်းတာပေါ့နော်အယုံနာခန္ဓာတွေထွန်းတောက်သွားတယ်။သောသောအပေါ်မှာပြောခဲ့တဲ့လောကဓာတ်တွေကြမာစိုးတွေ ရော့နဲ့ပပျောက်ပြီးကောင်းတဲ့ဘက်လှည့်သွားတယ်။အဲဒီမှာမှထပ်ပြီးတော့ပူကောင်းခြင်းနဲ့ဆိုအတိတ်ကောင်းတဲ့ကောင်းတဲ့နေထိုင်ပြောဆိုလုပ်ကိုင်းကုစုကောင်းမှုလုပ်တဲ့နေရာဒီမှာဝိုင်းဝန်းပူပေါင်းဆောင်ရွက်။နောက်အင်္ဂါဘုတ္တဘူးစနေနေ့ဒီမှာ264ခုကဏ္ဍနေထီထူးအင်္ဂါနေ့ရောက်တိုင်းမှာစံစီစေးစားဆွန်းတူနိုင်တာလေးလူအဆင်ပြေသလိုပေါ့။နောက်အင်္ဂါနေ့က၄ရက်ရှိတယ်တလာထဲမှာအဲ့ဒီရောက်ရေတက်စီပန်းတက်စီအိမ်မှာပဲလှူလှူဖျားမှာပဲလှူလှူလှူပြီး တာမုတ်ဒီကာတာတော်ကြီးတက်စီရဂုံတော်ကိုပါပရိစိတ်ဒါသူသောသားအင်္ဂါသားသမီးတွေအဆူအညံပျောက်ပြီးကောင်းတဲ့ထဲကိုမထင်မှာပဲပျောက်သွားလိမ့်မယ်အင်္ဂါသားသမီးအလုံးဘေးရခင်ကျမ်းမာချမ်းသာကံကောင်းပါစေဆက်လက်ပြီးဗုဒ္ဓဘုရားသမီးဗုဒ္ဓဘုရားသမီးတွေကတော့ဒီလတလတာမှာအလဲအလတ်မှာရှိတယ်အကောင်းလည်းမဟုတ်ဘူးအဆူလည်းမဟုတ်ဘူးပုံမှန်အတိုင်းပဲသူရဲ့စီးပွားရေးကြမ်းမာရေးအိမ်တော်ရေးလူမှုရေးတွားရေးလာရေးနေထိုင်ရေးစားဝတ်နေရေး ရာသူရကအကြမ်းစီပုံမှန်ပဲသွားနေတယ်ပုံမှန်ပဲသွားနေတဲ့အတွက်ပုံမှန်တဲ့ပူကောင်းကျင်တယ်ဆိုရင်တော့ရွှေရောင်တွေအဝါနုတွေအဖြူတွေငွေရောင်အရောင်နုအရောင်ဖြော့အကွက်အစင်းတာတာနာနာလှလှပပမမောကြောကြောဝှက်အခုလူအလူဒါနာကထိန်ရာသည်ဒါနာတိလာတွေပေါင်းပူပေါင်းပြီးဆောင်ရွက်ပြီးတော့စနေတနင်္လာဗုဒ္ဓဖူးနေ့တွေမှာ၄၆၈၃လုံးပါတဲ့ထီထီထိုး ပို့ပြီးတော့ကံကောင်းခြင်းဗုဒ္ဓဘုရောက်တိုင်းအကျော်အမျိုးမျိုးပန်းအမျိုးမျိုးအသီးအမျိုးမျိုးလှူလောကဝိတု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 ပရိစ္ဆေဘစိတ်အိမ်ထဲမှာရှိတဲ့ထီးပြက်ဖနာပြက်အင်းပါတဲ့ပစ္စည်းနင်းစီပန်းကမုန်းအားသာလှုပ်ပြက်ဖရာစီတီတွားရောင်တော်တွေဖွင့်အဲဒါဗုဒ္ဓဘုရားသမီးတွေအလဲအလတ်ကနေပူကောင်းသွားတဲ့အထဲကိုကံကြမ္မာပြောင်းသွားပါလိမ့်မယ်ဗုဒ္ဓဘုရားသမီးအလုံးဘေးရန်ကင်း၍ကျမ်းမာချမ်းသာကံကောင်းကြပါစေ ဆက်လက်ပြီးတော့ကြာတပိသသမီးကြာတပိသသမီးရောဒီလဘလို့ပြောရမလားထူးထူးခြားခြားကံကောင်းတာပေါ့နော်။ဘာကြောင့်လဲဆိုတော့သောတော့ပြောတဲ့ကောင်းကင်ကကောသကြာတပိရမေထုံညာတီကနေကြာတပိအုပ်အိမ်ဖြစ်တဲ့ကရကရာတီကိုရွေးလာခေတ္တခဏပေါ့နော်။အာသူကအဲရွေးလာတဲ့အခါမှာသီးဖြူနတ်ခတ်နဲ့အဓိပ္ပာယ်နတ်ခတ်တယ်။အားရရသွားပြီး မိမိတို့ရဲ့ခေါင်းပေါ်ဖြတ်သန်းတဲ့နေရာကြီးရောက်တယ်။အမှစူပါမွန်းဆိုတဲ့လာကြီးကကောင်းတယ်။တစ်ဆောင်တိုင်းနဂတာရီဆုံတာ။အဲကြာတပလီသားသမီးဒီလာမှာဒီကံကြမ္မာကြီးတော်တော်ကောင်းနေတယ်ဗျ။စီပွားရေးတွေအလုပ်တွေယာတို့တွေတိုးတက်မယ်။ထီတွေပေါက်မယ်။အမြတ်တွေရမယ်။အမွေတွေရမယ်။ကြာမာကြီးဆိုင်ရာတွေကောင်းမယ်။အကူကြီးအထောက်ပံ့တွေရမယ်။အနိုင်ဆုံးအခက်ခဲဆုံးကြာရောက်နေတဲ့လူတော်ကိုရုတ်တရက်ကြီးလာပြီးကူတာတွေ ဆောက်ရှောက်တာတွေအထောက်ပံ့ပေးတာတွေရကျမကြီးပညာကြီးကောင်းမယ်နှလုံးသားအိမ်တော်ကြီးချစ်သူလူလျှောက်တော်လန်းตายရမယ်ခရီးတွေကောင်းမယ်ပိတ်ပင်ဟန္တာဒုက္ခရောက်နေတဲ့လူတော်သူ့ရနဲ့သူအသက်ရှူဖို့ခြောက်လာမယ်ပူကောင်းနေတယ်ဆိုရင်တော့ဒီကာလမှာမဟာဝိဒ္ဓဘမန္တန်နေနေ့တိုင်းရော့စိန်တော်မိဂါတာတွေရော့တပ္ပဇယမင်္ဂလာဂါတာတွေရော့တတနာကုန်တွေပရိစိတ်ဂုံတော်ကိုပါးတွေစိတ် စိတ်နှလုံးကိုအမြင့်ဆုံးထားမိဘဆရာသမားယူသည်ကောင်းတဲ့စိတ်တွေမွေးမကောင်းတဲ့အတ္တမာမာနနဲ့မကောင်းတဲ့တောကပြဘာဒဒုက္ခတွေလွတ်ချလိုက်ကံကောင်းတဲ့အခြေဆုံးအမြဲမရှိဘူးနော်အခုဒီလိုကောင်းမှုတော့နှစ်ခွနလောက်ဆောင်ရတာဒါဟုတ်နက်ကရှုတော့ကနေပြောတာအဲ့လိုကောင်းတဲ့အချိန်မှာတစ်ချက်လေးလက်တဖြစ်သည်ချိန်မိသွားဘဝတစ်ခုလုံးလမ်းတော့ကောင်းတော့အဲ့လိုကောင်းမှုကကိုကလည်းပြောင်းမှုလိုတယ် ကံဆိုတာအလုတ်ပဲအလုတ်ဆိုတာကိုယ်တိုင်ပြုပြင်ပြောင်းလဲဖို့လေအများကြီးလိုတယ်အလုတ်ပြောင်းရင်ကံကောင်းတယ်ကံကောင်းရင်အလုတ်ပြောင်းတယ်စိတ်သက်ကစပြောင်းလိုက်အဲဒီမှာကံကောင်းတဲ့အချိန်နဲ့စိတ်သက်ပြောင်းတာနဲ့လှုပ်ရကောင်းတာတော့ချိတ်လိုက်ရင်ဟုံတိုင်းဟုံတိုင်းနဲ့ကံကောင်းသွားမယ်ဒါလေးအကြံဉာဏ်ပေးတာပါဗျာနော်အထီထိုးခြင်းနဲ့ဆိုရင်တော့ကြာတော်လေးနေ့အင်္ဂါနေ့ဒီမှာငါးခွန်ထိတ်စီးပါတာတွေထိုးပေါ့နိုင်ငံခြားထီတွေပို့ထိုးပြီးငါးခွန်တုံကြပတ်လဲပေါ့နော် ရဲရဲကြာတော်ပလေးရောက်တိုင်းကောင်းချင်းပါတဲ့မဟုတ်ကောင်းချင်းပေါင်းကြာတန်းခောက်ဆွဲတုတ်တုတ်ကြောကြောငပြောသည်ပဲကြော်သည်လူအရာတိတ်သည်အရာတိတ်သည်ဆယ်ပါရွတ်အထန်းနေရွတ်ပြီးကြာပြီးသားသမီးများအကောင်းဆုံးကာလမှာအကောင်းဆုံးတရဖူတွေစောင်းနိုင်ကြပြီးနိဗ္ဗာန်ဖြစ်အောင်ကောင်းကျိုးပြုကြပါသည်ရကြပါသည်ဗျာဆက်လက်ပြီးတောက်ကြသားသမီးတောက်ကြသားသမီးတွေဆိုတာဒီလထဲမှာအဲသူလည်းပဲအင်္ဂါနိဗ္ဗာန်ပေါ့တရိအတိကတ်မှာမကတ်ဘူးဆိုရင် အပြောအဆူအလုတ်အကင်ဘလောက်ပဲစေတနာနဲ့လှုပ်လို့အပြောမအဆူမအလုတ်မအကင်မဖြစ်တာဗတိလက်လွတ်လိုက်တာနဲ့အမားကြီးလုံမိတာရင်းနှီးမြှုပ်နှံမှုတွေမှားလားသူများပြောဆိုတာကိုနားယောင်သွားပြီးတော့တခါလဲအိမ်ဝဲခြံဝဲတိုက်ဝဲတွေမှားလားဟာသူများပြောဆိုတာတွေကိုဒတိလက်လွတ်လိုက်လှုပ်လိုက်တဲ့အတွက်စီးစစ်ချက်တွေမှားလားဓမ္မန်တွေမှားလားဓမ္မန်မှားတဲ့အခါကျတော့ဆရာဝန်ရမှာအခုအဲ့အမားလေးတွေဖြစ်တတ်တယ်အရာကံရသဘောတရားကိုကရေတောက်လိုက်တာပဲဒါကတကယ်တမ်းကျတော့ကိုက ဒီတောက်လိုက်တဲ့ရေဟာဗတိထားလိုက်တဲ့ခါမှာရေမဟုတ်ဘဲနဲ့ဟိုနန်းနန်းလေးခက်ခဲတဲ့အစိတ်တောက်မျိုးဖြစ်တတ်တယ်အဲ့ဒီသဘောအဲ့တော့ဒီကာလမှာတောက်ကြသားသမီးတွေကစီပွားရေးပဲလုပ်လို့အလုတ်ကန်ယာဓုခရီးပဲအိမ်တော်ရေးအခြေရေးပညာရေးဘာလေးပဲလုပ်လို့အတိကဒရိကအဲ့ဒါသူမမအောင်ဦးကောင်းကျင်တဲ့ဒီအညစ်အကြေးတွေစိုးရတွေမရောက်ချင်အချိန်တိုင်းဒရိထားအတိထားအတိနဲ့ဒရိကအဲ့ ဒေါသလောဘမောဟဖြစ်တာနဲ့ချက်ချင်းဖြောက်ပြီးရင်နေတိုင်းနေတိုင်းပိများများရွဇေနာတုတ်တွေမေတ္တာတုတ်တွေဒါနာပိတ်တွေပုပ္ပိနာတုတ်တွေပထဝီဇယမန္တန်တွေဝိတ္တပ္ပမန္တန်တွေရွမေတ္တာထားမေတ္တာတုတ်ရွတာတဲ့ဆိုင်မေတ္တာထားဖို့ပူလူအပ်တယ်မေတ္တာတုတ်ကြီးကအခေါက်တသိန်းလောက်ရွပြီးမေတ္တာကြမထားနိုင်ဘူးဆိုတော့မဟုတ်သေးဘူးအမေတ္တာဒါစေနာထားပါငှက်တွေငါးတွေလှုပ်ပါစိတ်ငြိမ်အောင်ထားပါစကားနဲ့နဲ့ပြောပါလက်တွေ့ကြကြအလုပ်လုပ်ပါ နှလုံးသားအိမ်တော်ကြီးချစ်သူကိစ္စလေးတွေနဲနဲလေးနောက်ဆုတ်ထားလိုက်ညာနဲ့ကံနဲ့ကောင်းမှုရှည်တန်းလေးနဲ့တင်ထားသေးလားအခွင့်ဆင်ရမယ့်အကြောင်းလေးအဝါနုစင်စွဲရောင်ပလဲရောင်နဲ့အဖြူအကွက်အစင်းတွေဝင်ရင်ကံကောင်းတဲ့ပဲပါသွားမယ်တောက်ကြအင်္ဂါလေးမှာထီထိုးဝါသနာပါရင်63အတွဲလိုက်ပါတော့ထိုးနောက်ဘက်ကခွန်လေးထားပေးလိုက်ဟုတ်ကြရောက်တိုင်းမှာရှိတက်စီပန်းတက်စီလူနဲ့ငါအရှင်လှုပ်ပေးရွတ်တုကတော်တုကတော်တုကတော်ဆယ်ပါစိတ်တတော်တော်သုံးပါစိတ်အဲဆိုတောက်ကြသားသမီးတွေ နိုဝင်ဘာလမှာကံကောင်းတဲ့ထက်ဦးရွှေ့သွားမယ်ကံအညာဟောလာတော့မှန်တယ်ကောင်းရင်မှားလာလို့လေမှားလာလို့ရင်တက်တာမှာပေါ့နေမကောင်းဆေးပေးတယ်ဆေးတော့ပေါ့ဆေးလည်းမတော့ဘူးနေလည်းကောင်းရင်စတอรี่မရဘူးစနေသားသမီးနိုဝင်ဘာလမှာစနေသားသမီးတွေကတော့အကောင်းထဲမှာသူလည်းပါတယ်ဗျသူလည်းတန်တင်းလာလို့ကြာတပလေးတို့နောက်မှာတန်းစီနေတယ်ကောင်းတဲ့ထက်မှာအော်စီးပွားရေးဖွံ့ဖြိုးမယ်တိုးတက်မယ်အရောင်းဝယ်အများဆုံးနေရမယ် အထူးသဖြင့်အမှုပညာနဲ့တက်ဆိုင်တဲ့လူတွေကြောင်းပြေနာနဲ့တက်ဆိုင်တဲ့လူတွေခရီးနဲ့ဟိုတယ်နိုင်ငံတကာ တွင်းတွက်ရေနံပွဲသားရှင်းနေအောင်မြင်တဲ့ကာလအလုတ်ရာထူးတွေတိုးမဲ့ငွေကြေးတွေလွှဲမဲ့လူမှုရေးအိမ်တော်ရေးတာယာမဲ့အိမ်တော်ရေးဖောက်ပြန်တော့မတာယာဘူးကျမကြီးကောင်းမဲ့ညနာတွေပူကောင်းမဲ့ပညာရေးကောင်းမဲ့ပြည်တွင်းပြည်ပခရီးတွေသွားရမဲ့အလှူတွေလုပ်ရမဲ့အိမ်သိရာသိအပြောင်းရွှေ့တွေရှိတဲ့တိုက်တာကွန်တိုတွေအသိရမဲ့အဟောင်းရောက်ထွက်မဲ့ နိုင်ငံသားခရီးတွေရှိတယ်။တွားရင်ကောင်းတယ်။ချစ်သူတို့လျှောက်တော်လန်းตายပြီ။ထိမ်းမြမင်္ဂလာအခန့်ချင်းစီဖြစ်မယ်။အိမ်တော်ရှင်တွေပူပြီးตายလာလိမ့်ရှိပါတယ်။အဲ့ဒီထက်မှမှပူကန်ကောင်းခြင်းနဲ့ဆိုရင်တော့ဖြူလောလောအယောင်ကြီးပြာယောင်အယောင်နှူလေးတွေအယောင်နှမျိုးသုံးမျိုးရောတာလေးတွေအပွင့်အခက်တွေဝတ်ပါထီထိုးခြင်းစနေဘုတ်တဖူးနေမှာခွန်လေးကိုပတ်လက်ထိုးပါစနေရောက်တိုင်းမှာပူကန်ကောင်းမှုဆိုရင်လက်ဖက်တစ်ပွဲလိမ္မော်ရီတစ်ခွက်ဖျောင်းတဲ့တိုင် လူအောင်တပြေပန်းလူတရားထိုင်ပရိယောအရာရှိမျက်နာမှာရှိတဲ့ခွေးခူငါးငှက်အယူအသက်ကြီးသူလဲလျောင်းနေတဲ့လူအဲ့ဒါတွေကိုကူညီမဲ့ကျွေးမဲ့မွေးမဲ့အဲ့ဒါဆိုရင်အတိုက်တဲ့အလွန်တခုနဲ့ကုတ်ကကံကောင်းသွားမယ်အားလုံးတော့ကျွန်တော်ချစ်ပိတ်တတ်ကြီးအခုလိုကံကောင်းတဲ့အခွင့်အရေးတွေကြုံနေတဲ့ဂျိုစည်းတတာနတ်ခတ်အချိန်နေတဲ့ကြုံတဲ့အချိန်မှာတည်တည်ချာချာလေးလေးသားသားလေးလှုပ်ကြကြင်ကြပါ အားလုံးတော့ကနေညီပြီးကန်ကောင်းစေချင်ပါတယ်ကန်ကောင်းစေချင်လို့လဲဒီကိစ္စတွေထုတ်ပြောတာထုတ်ပြောတဲ့အတွက်လဲတချို့ကျွန်တော်အတွက်ဟိုမင်္ဂလာရှိသလိုအားလုံးပွားနိုင်ရင်ပူပြီးတော့ကန်ကောင်းတာပွားနိုင်တာကိုကဒါလေးနားထောင်မယ်တယောက်တည်းလုံးမဲ့သား၁၀ယောက်အယောက်တရာအဲ့အယောက်တရာလုံးတဲ့ကန်တွေကိုရှိစီးတာပဲအဲ့ဒါဆိုကျွန်တော်ဒီရလေးကိုခေါင်းလောင်းလေးတီးလိုက်ရင်ရှယ်လေးလုံးလိုက်ရင်ပူမကောင်းဘူးလားကျေးဇူးတင်ပါတယ်မင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေ နောက်လတွေမှာကောင်းမွန်စွာဆက်လက်တွေ့ပါမယ်2026ဒီကံကောင်းသောနှစ်ဖြစ်ပါစေ